မန္တလေးမြို့တွင်အသက်84နှစ်အရွယ်အတော်ဖြစ်သူကိုတပ်ဖြတ်ခဲ့ပြီးရွှေ30သားနှင့်ငွေကျပ်သိန်း100ကျော်ခိုးယူသွားခဲ့တဲ့ကြောင်းစီယာမှာမင်္ဂလာပါပရိသတ်ကြီးရှင်မန္တလေးမြို့ချမ်းမြာသာစီမြို့နယ်မှာငွေကြေးခတ်ခဲကြောင်းအတော်ဖြစ်သူကိုတန်ရိုက်တူဖြင့်ရိုက်နှက်တပ်ဖြတ်ခဲ့ပြီးရွှေတုံးနဲ့ငွေများကိုယူဆောင်သွားခဲ့တဲ့တူမတော်ဆက်သူအလေတန်းပြဆီယာမမဆူဆူထွန်းကိုဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းရဲတပ်ဖွဲ့ကထုတ်ပြန်လာပါတယ် ဖြစ်စဉ်ကတော့အော်တိုဘားလာ26ရက်မနက်ပိုင်းကချမ်းမြသာစီမျိုးနဲ့မြို့သိနှစ်ရက်ကွက်ရှိနေအိမ်တိမ်မှာအငိမ့်စားစာကြည့်တိုင်းမူဒေါခင်ဆိုးမြင့်အသက်84နှစ်ဟောင်းနေအိမ်ဧကန်အတွင်ထိုင်ကုန်ပေါ်၌ဥကောင်းပေါက်ပြဲတံရတစ်ချက်ဖြင့်တည်ဆုံနေတာကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ဒါအပြင်အတူနေမြည်ဖြစ်သူဒေါ်အီးခိုင်အသက်36နှစ်ဟာလည်းအေကန်းကရင်ပေါ်မှာဦးကောင်းနဲ့ဘဲနေထင်တို့မှာပေါက်ပြဲတံရနှစ်ချက်ရရှိထားတာကိုစစ်ဆေးတွေ့ရှိခဲ့ရတာကြောင့်ချမ်းမြသာစီမျိုးနဲ့အမတ်ဆက်တဲ့အနေမြေရဲစခန်းမှာရှာစသက်ကြီးဥပဒေပုံမှာ300နှစ်မြန်ဆောင်3နှစ်6ဖြင့်အမှုဖွင့်ပြီးကျူးလွန်သူကိုစုံစမ်းဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။ ကျူးလွန်သူမှာတေဆုံးသူဒေါက်ခေဆိုးမြင့်ဤသူမတော်ဆက်သူဖြစ်ပြီးပြည်ဦးလွေမျိုးအမတ်လေးအခြေခံပညာထက်တန်းကျောင်းမှာတွဲဖက်တာဝန်ထမ်းဆောင်နေတဲ့အလေရန်ပြဆရာမဒေါ်ဆိုးဆိုးထွန်းဆိုသူဖြစ်ကြောင်းဖော်ထုတ်သိရှိရပြီးတဲ့နောက်အော်တိုဘာလ26ရက်ညနေ9:00နာရီကျော်အချိန်မှာအခင်ဖြစ်နေသူပြန်ရောက်လာစဉ်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် တရားခံမဆိုးဆိုးထွန်းရဲ့ထွက်ဆိုချက်အရ2023ခုနှစ်ဇူလိုင်လမှစ၍ယာယီနေရဲစွန့်ခွာပြီးပြည်ဦးလွင်မှာအိမ်ငှားနေထိုင်ရသောကြောင့်ငွေကြေးခက်ခဲများစွာရှိခဲ့ကြောင်းနဲ့2025ခုနှစ်ဇူလိုင်လမှာအတော်ဖြစ်သူဒေါခင်ဆိုးမြင့်ကနေရောင်းချသည်ကိုသိရှိခဲ့တာကြောင့်ငွေချေးယူရန်တောင်းဆိုခဲ့ရာဒေါခင်ဆိုးမြင့်ကအိမ်ရောင်းရငွေအခြေလဲရရှိပါကအစီအစဉ်ပေးမည်ဟုပြောခဲ့တော်လဲငွေအခြေလဲရပြီးနောက်မှာဆောင်ရွက်မပေးခဲ့ဟုသိရပါသည် ဒါကြောင့်အော်တိုဘားလာ25ရက်နေ့လယ်ပိုင်းမှာကျူးလွန်သူမဆူဆူထွန်းဟာအခင်းဖြစ်နေရှိမြင်းကြီးတက်ဧကန်ကရင်ပေါ်မှာအိပ်ပျော်နေတဲ့ကျူမတော်ဆက်သူမအေးခိုင်ကိုတန်ရိုက်တူဖြင့်တုံးချက်ထူရိုက်ခဲ့ပြီးတဲ့နောက်ထိုင်ကုန်ပေါ်မှာထိုင်နေတဲ့အတော်ဖြစ်သူဒေါခင်ဆိုးမြင့်ရဲ့ဦးခေါင်းငယ်တိတ်ကိုလည်းတစ်ချက်ထူရိုက်ခဲ့ကြောင်းပေါ်ပေါက်ခဲ့ပါတယ်။ ထို့နောက်ဒေါခင်စိုးမြင့်၏အိတ်ခမ်းအတွင်းရှိတန်တစ်တာကိုတူးဖြင့်ရိုက်ဖြတ်ကောင်းတစ်တာထဲမှသိမ်းဆီးထားတဲ့ရွှေ30ကျပ်သားတုံးတဒုံနဲ့ငွေကျပ်300တရာတို့ကိုယူဆောင်ခဲ့ပြီးအော်တိုဘားလာ26ရက်နေ့မှာရွှေတုံးကိုရောင်းချ၍ချေးယူထားသည့်ငွေများကိုပြန်လည်ပေးဆက်သုံးစွဲခဲ့တယ်ဟုထုတ်ပြန်ချက်တွေအရသိရှိရပါသည် ယခုအခါငွေကြေးအခက်ခဲကြောင့်အတော်နဲ့တူမတို့ကိုတန်ရိုက်တူဖြင့်ထူရိုက်ခဲ့သူမဆိုးဆိုးထွန်းကိုဥပဒေနဲ့အညီထိရောက်စွာရေးယူနိုင်ရန်နှင့်တပ်တွေကပစ္စည်းများပြန်လည်သိမ်းဆည်းနိုင်ရေးဆက်လက်ဆောင်ရွက်နေကြောင်းထုတ်ပြန်ထားပါသည်။